လည်းတောင်းနောက်ဆုံးနှစ်တုန်းကဆိုလို့ရှိရင် င်းနဲ့လုံးအဲ့လိုတစ်ခါတော့တစ်ခါဆက်တဲ့ကိုတော့ကြောင်းပါတော့ပါပါကျွန်တော်ရေရေတော့မရောက်ခဲ့ရတော့လမ်းကအင်တာနက်မှာဆိုးလို့ပါ။အဲ့ဒီတော့တက်ပြီးမျက်နှာလိုက်ရရင်စနေချင်းဖြစ်နေတာပဲ။အဲ့ဒါကိုကြောင်းကိုကြောင်းရပါမယ်။အားလုံးကတော့ဝိုင်းပြောကြောင်းပြေးကြပါလို့ကျွန်တော်အနေနဲ့ပြောကြရပါမယ်။ ာပြီးဆိုတော့စစ်မြတ်နဲ့ကြောင်းလေးဆိုရတာကြောင်းလေးဆိုတာတကယ်မှန်ကန်တဲ့ကြောင်းလေးရေးဖြစ်ဖို့ဆိုပါလေအပေါ်ဘက်ကသာကြောင်းပြီးတော့တကယ်တော့အနှစ်သာရအရအရင်တိုင်းလဲဆိုရင်ပြည်သူလူထုရဲ့ဘဝတွေဟာဘာမှထူးမှမဟုတ်ပါဘူးအဲတော့ကျမတို့အခုဒီကကျဲလုပ်တဲ့အချိန်မှာအားလုံးကနေပြီးတော့ဝိုင်းပြီးတော့စူးစမ်းပြီးတော့ကြောင်းလေးရေးအတွက်လုပ်ကင်ပေးကြလို့ကျမတို့ကနေပြီးတော့မြစ်တာရခံတာဖြစ်ပါတယ် ကျွဲအခုဆိုလို့ရှိရင်ဒီကျွဲရဲ့လမ်းလေးကောင်းသွားတဲ့တောင်မှအမျိုးမျိုးအပြောင်းလဲတွေရှိလာတယ်။အဲ့ဒီလိုပဲလမ်းမပေါ်ကိုရောက်သွားပြီဆိုလို့ရှိရင်တကယ်အပြောင်းလဲတွေဖြစ်အောင်လို့ကျွဲတို့ဖုံးနိုင်ပါလား။လမ်းမကိုရောက်အောင်ဒီနိုင် ပါလားတခြားဘယ်သူမှမလုံနိုင်ပါဘူးအစိုးရဖွဲ့ဖွဲ့ခြင်းတဲ့လူတွေကကျွန်တော်တို့ပဲလုပ်ပေးပါမယ်ပြောလို့ရှိရင်မယုံပါနဲ့လို့ပါဆောပြတယ်လုပ်ပဲကြိုးစားတာတည်သူလူလူမပါလဲတော့လုပ်ပဲလို့မရပါဘူးတည်သူလူလူပါမှနိုင်ငံတကာနိုင်ငံရဲ့အတွက်တကယ်စစ်မှန်တဲ့အကြောင်းလေးတွေကိုကျမတို့အားဖြင့်ပြောလုံနိုင်မှာဖြစ်ပါတယ် ဒီလိုအပြောင်းလဲရဲ့လုံးပိုင်ပဲဆိုတာဟာနိုင်ငံတကာနိုင်ငံရဲ့တမိုင်းကအလဲရတဲ့အခွင့်အရေးမဟုတ်ပါဘူးဒီခွေရရတဲ့အချိန်မှာကျွန်တော်တို့ကမိမိရရခြင်ထားဖို့လိုပါတယ်အဲ့ဒီလိုမိမိရရခြင်ထားတိုင်းမှာကျွန်တော်ရဲ့ဘူဇက်စစ်တွေအတွက်အခွင့်အရေးတွေရပါပါဒီအခွင့်အရေးကိုအခုနှစ်ပတ်ကြာတော့ဖြစ်မဲ့ရောက်ကြဲမှာကျွန်တော်တို့ဒီလူလူတို့ဟာ မှန်တန်လို့ရှိရင်နောက်ဘာသက်မဟုတ်ဘူးနောက်50 60အထိကာမဆက်ပြီးတော့ကျမတို့ခံနိုင်ရပါခံရပါလိမ့်မယ်ဒါကြောင့်ကြောင်းပေးချိန်ကြပြီဆိုတာအခုကြောင်းပေးလို့အချိန်ကြတာမဟုတ်လို့အခုလာတဲ့ရေကောက်မှာအပြားအဲ့အတွက်ဘယ်ပေးကြပါလို့ကျမအနေနဲ့ဆောရဖြစ်ပါတယ် လူငယ်များသရှင်နှစ်ကျော်တဲ့လူငယ်များလည်းဒီတိုင်းပဲစဉ်းစားပါအခုအကြောင်းလဲဆိုတာဟာကိုယ်ဘဝအတွက်လည်းဖြစ်တယ်နောက်ဘဝဟာလူကြီးဖြစ်လာတဲ့အခါမှာနောက်လာနောက်သားတွေအတွက်လည်းဖြစ်တယ်ဆိုတာကိုတိတိကျကျမှတ်ထားဖို့လိုပါတယ် ဖောဖောတန်တာမထားပါဘူးရွေးကောက်ပေါ်မှာမဲပေးခြင်းဆိုတာအင်မတန်မှနည်းနည်းတဲ့နိုင်ငံသူနိုင်ငံသားများရဲ့အခွင့်အရေးလည်းဖြစ်ပါလေတာဝန်လည်းဖြစ်ပါလေဒီအခွင့်အရေးကိုလက်မလွတ်ချင်လို့ရှိရင်တာဝန်ကိုချေပြို့ဖို့ဟာအင်မတန်မှအရေးကြီးပါလေဒါကြောင့်ဒီမားရဲ့သူများဟာမဲပေးရမယ့် တောင်းပြီးကိုကြည်ပြရောက်တကယ်အရင်နဲ့ထားပါတံပိုးထားကြပါဒီလိုတံပိုးထားမှကိုဘဝမှာတံပိုးရှိလာပါပါတချို့တွေကကိုကိုကိုအထင်သေးတာကျမတို့ပြည်သူလူထုဟာချိုးတဲတဲ့ဘဝမှာနေခဲ့ရတာကြာတဲ့အခါကျတော့ကျမတို့နိုင်ငံဟာတစ်ချိန်တစ်ခါသိခါရှိရှိနဲ့အပြားလေးစားရတဲ့အချိန်ကနေပြီးတော့ ဆင်းရဲပွဲတွေရဲ့အဆင့်ကိုရောက်လာခဲ့ရတဲ့အခါကျတော့ပြည်သူတွေဟာကိုယ်ကိုယ်ကိုယ်ကိုယုံကြည်မှုနဲနေကြတယ်။ငါတို့ကဘာမှမဟုတ်ဘူး။ငါလူလူကဘာလို့ဆိုင်ပါလဲ။ငါတယောက်ချင်းကဘာတရားတန်ဖိုးရှိပါလဲဆိုတဲ့စိတ်တွေဖြစ်လာတာ။အဲ့ဒီစိတ်တွေကိုပြောင်းရမယ်။ကိုယ်ကိုယ်ကိုယုံကြည်မှုရှိရကိုယ်ကိုယ်ကိုယုံကြည်ရှိမှုရှိရတဲ့အမြလုံအားတွေရတယ်ပေါ်လာတယ် ဒီလုံကားတွေကိုသုံးနိုင်ဖို့အတွက်အခွင့်အရေးတွေကိုဖန်တီးပေးဖို့ဆိုတာဟာကျမတို့အခွင့်အရေးရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ကျမတို့ကပြည်သူတွေကိုမလုံးပေးပြီးတော့မစည်းဥပါဘူး။ကိုဟာပေးမယ်ဒီဟာပေးမယ်လို့လည်းမပြောပါဘူး။ကိုဟာဒီဟာလည်းပေးနိုင်တဲ့အခြေအနေလည်းမရှိပါဘူး။ဒါပေမဲ့ကျမတို့ ရင်ပြရတဲ့ရင်ပြရတဲ့အခွင့်အရေးတွေနဲ့တရားဥပဒေပေါင်းအတွင်းကလုံခြုံမှုတော့သူတို့ဖန်တီးပေးပါဒီလိုတရားဥပဒေပေါင်းအတွင်းကလုံခြုံမှုလည်းရှိတယ်မြတ်စွာဘုရားအခွင့်အရေးတွေလည်းရှိတယ်ဆိုရင်ပြည်သူများဟာမိမိတို့ရဲ့စွမ်းအားအရာမိမိတို့ရဲ့ဘဝကိုတိုးတက်အောင်လုပ်နိုင်တဲ့အခွင့်အရေးတွေရလာပါပါဒါပေမဲ့အလုံးကိုကိုကိုယ်အတွက်လည်းကိုစူးစမ်းရမယ်ကိုယ်နိုင်ငံအတွက်လည်းကိုစူးစမ်းရမယ် ကျွာကမကြာခဏပြောပါလေနိုင်ငံတကာမှာအင်တာမအကျော်ကြားခဲ့တဲ့အမေရိကန်သမရာကြီးတဦးဟာဒီသမရာဖြစ်တဲ့နေ့မှာပြောခဲ့ပါလေသမရာဖြစ်ပြန်တိုင်တဲ့နေ့မှာပြောခဲ့ပါလေသူ့နိုင်ငံသူနိုင်ငံသားတွေကိုငါ့ရဲ့နိုင်ငံဟာငါ့အတွက်ဘာလို့ပေးနိုင်လဲဆိုတာမေးပါတယ်ငါဟာငါ့နိုင်ငံအတွက်ဘာလို့ပေးနိုင်လဲဆိုတာမေးကြပါလို့တိုက်တွန်းပါတယ်ကျမတို့နိုင်ငံရေးနိုင်ငံသား တဲ့ဦးချင်းတဦးချင်းဟာဒီစိတ်ဓာတ်ထားမယ်ဆိုရင်ငါဟာငါနိုင်တာအတွက်ဖလုတ်ပေးနိုင်တယ်ငါနိုင်တာငါရဲ့အတိုင်းဝိုင်းအတွက်ဖလုတ်ပေးနိုင်တယ်ဆိုတဲ့စိတ်ဓာတ်ကြီးဝဲပြုမယ်ဆိုရင်ဒီမှာတော့နိုင်တာဟာမုတ်ချမဆိုရင်တွတ်တက်ပါပါအခုကငါငါ့ကိုပါရယူနိုင်မလဲဆိုတော့သူရဲ့ဩဇာသွားဖို့နေဆိုကျမတို့နိုင်ငံမတိုးတက်နိုင်တာပါလို့ပြောပြချင်ပါတယ်။ကျမတို့ဟာ မတရားအခွင့်အရေးယူတာကိုကျမတို့သဘောမတူဘူးမတရားအခွင့်အရေးယူခြင်းကိုလည်းအပြည့်မှာမဟုတ်ဘူးကျမတို့ဒေသကြီးပုံဖြစ်စီဖွဲ့ချုပ်အစိုးရဖြစ်ရင်လည်းခွင့်ပြုမှာမဟုတ်ဘူးဒါပေမဲ့ကျမတို့ဘယ်သူ့ကိုမှလည်းရမ်းကြရမ်းချာမှာမဟုတ်ဘူးကျမတို့ခွဲခြားပြီးတော့လည်းဆက်ဆံမှာမဟုတ်ဘူးဥပမာဆိုလို့ရှိရင်ကျမတို့ဒီလိုလမ်းတွေပါတွေဆောက်ရဆိုရင် ကျမတို့အခွင့်အရေးကထောက်ပေးပါလေဆိုပြီးတော့လည်းကျမတို့ပမာမကမဲနဲ့လည်းဒီမှာဘယ်လုံးဝကျမတို့မကြွားရဘူးဒီကောင်တော့မှထောက်တဲ့ဓာတ်နဲ့မှန်သမျှဟာပြည်သူဘာသာနဲ့တော်လောင်းဒါမှမဟုတ်နိုင်ငံသားကအလှရှင်စေတနာရှင်များရဲ့အထောက်ပံ့နဲ့တော်လောင်းထောက်ခဲ့တဲ့ဓာတ်နဲ့ပါဘယ်ပါတီအဖွဲ့ရဲ့ပိုက်ဆံထဲမှာထောက်ခဲ့တဲ့ဓာတ်နဲ့မဟုတ်ပါဘူးဆိုတာကျွန်တော်ပြောချင်ပါ Eddie Lou, do I know? ဲ့အတွက်အတွက်မတရားဂုံယူတဲ့ကိစ္စမတရားအမှန်မကန်ပြောပြီးစီးရုံးတဲ့ကိစ္စတွေမလို့တလို့ကျမတို့ဟာတခြားအဖွဲ့ဝင်တွေတခြားပါတီဝင်တွေတခြားပါတီထောက်ခံတဲ့သူတွေကိုလည်းရန်ရှာဖို့ရည်ရချက်ဖြစ်ပါဘူးအဖွဲ့ချုပ်ကအစိုးရဖြစ်ခဲ့ကျမတို့ရဲ့ဘုံသိက္ခာနိုင်ငံတကာနိုင်ငံသားအားလုံးပေါ်မှာညီညီမျှမျှတရားနဲ့အငြိစက်ဆံခြင်းပဲဆိုတာကျမတို့လက်ခံထားပါတယ် ဘယ်သူမှသွေးရတရားရှိပါဘူး။ကျမတို့အခွင့်အရေးပြတ်လို့ဘယ်သူကိုကလဲစားချင်ပဲဘယ်သူကိုဘာလုပ်မယ်ဆိုတာလုံးဝကြီးရည်ရဲ့မရှိပါဘူး။အဲ့ဒီလိုကြီးရည်ရဲ့ရှိတဲ့လူတွေကကျမတို့ကိုလက်ကျိုးချိုးပြီးတော့အမှားမကန်ဘာသာခံရှိရေးတွေလုပ်နေတာပါလို့ကျမပြောချင်ပါသေးတယ်။ဒီလမ်းတွေဟာအလုံးစုံလမ်းတွေဖြစ်ပါလေ ဘယ်ပါတီဝင်နေရမှာရှောက်ရမယ်ဆိုတာဟောမဟုတ်ပါဘူးဒီဒီဒီကြွားပါရှိတဲ့လူတွေအလားရှောက်နိုင်ပါတယ်ဒီတိုင်းနဲ့စင်ပါနဲ့ဒီပုံပုံစီလမ်းဆိုတာဟာနိုင်ငံသူနိုင်ငံသားများအားလုံးရှောက်နိုင်တဲ့လမ်းမှာအဖွဲ့အစည်းတစ်ခုတည်းအတွက်အတွက်ပဲမဟုတ်ပါဘူးအမျိုးသားဒီပုံပုံစီအဖွဲ့ချုပ်တစ်ခုအတွက်တည်းလည်းမဟုတ်ပါဘူးဒီဒီမိုကရေစီကိုမယုံကြည်တဲ့လူတွေကြောင့်မှဒီလမ်းကိုရှောက်ဖို့ရှိပါတယ် လျှောက်တဲ့အခါမှာအဲ့ဒီလမ်းရဲ့တပ်ဖို့သိသွားမှာပါသိသွားတဲ့အခါမှာကျမတို့ခိုင်ခိုင်ပါပါနဲ့အများပြည်သူရဲ့ခန္ဓာပေါ်မှာအခြေခံတဲ့စနစ်တစ်ခုကိုထူထောင်နိုင်မှာဖြစ်ပါတယ်အများပြည်သူရဲ့ခန္ဓာကိုအခြေခံတဲ့စနစ်မထူထောင်မထူထောင်နိုင်တဲ့နိုင်ငံအတွက်တက်ပါဖို့ပါ လူတဘာဝအရာကိုယ့်ဘက်ကိုကိုရင့်ချစ်ကြတာဒီပါပဲအစိုးရရဲ့တက်လက်တဲ့လူတွေကလည်းပုထုဇဉ်လူသားတွေဆိုတော့လောဘဒေါသမောဟကင်းတာမဟုတ်ပါဘူးဒီဟာတွေထိထားဖို့ဆိုတာဟာပြည်သူတွေအခွင့်အရေးနဲ့လုံခြုံရေးနဲ့ထိထားအောင်ပါဒါကြောင့်ဝိကောက်ပွဲရင်ကျင်းပါလို့ဆိုတာဒါပါပဲအစိုးရလူတွေရဲ့လောဘဒ ရိတ်တော့ပဲလမ်းကနေပြောအေးအေးချမ်းသာနဲ့ထိန်းထားလို့ရပါတယ်ဒီလူတွေရဲ့အကျိုးအတွက်အများအပြည့်ပဲမလုံတဲ့အစိုးရတွေကိုရွေးကောက်ပွဲတွေရတဲ့ဆင့်အေးအေးဆေးဆေးနဲ့ဖယ်ရှားပိုင်ပွဲရှိပါတယ်။ပြောင်းလဲပိုင်ပွဲရှိပါတယ်။ဒါကြောင့်ကပ်ပွဲမှာဘယ်ပေးပိုင်ပွဲစာအင်မတန်မှကျွန်တော်ရဲ့နိုင်ငံအတွက်အရေးကြီးတာကြောင့်မလို့အဟောပေါ် ဟောဒီကမဖြစ်ပါစေနဲ့ဒီအခွင့်အရေးကိုမှန်မှန်ကန်ကန်နဲ့မဖြစ်မနေရှိရတဲ့ဒုဗ္ဗလာမှာသုံးဆရပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်အဖွဲ့ချုပ်ကိုမဲပေးကြပါလို့ကျွန်တော်အမြဲပဲပြောပါတယ်အဖွဲ့ချုပ်အလံကိုမဲပေးပါအဖွဲ့ချုပ်ကိုလည်းတူးချင်းတူးချင်းကိုမဲပေးလို့မဟုတ်ပါဘူး ူတို့ကိုပဲပေးတယ်ဆိုတာဖွဲ့ချုပ်ကိုပဲပေးရမှာဒီဘက်ကတော့ပုံပုံရေးရနိုင်ငံရေးလုပ်နေတာဖြစ်ပါဘူးတကယ်နိုင်ငံရဲ့အရေးအတွေ့နိုင်ငံလုပ်နေတာပါတိုင်းကရဲ့ဒုက္ခဝင်ကြီးတခုကပြောပြပါလေ။တိုင်းကရဲ့လုတ်စားတဲ့တရားတဲ့။နောက်လေးကောက်ပွဲအတွက်ပဲစဉ်းစားတယ်တဲ့။တိုင်းကအရင်အတွက်လုတ်ခဲ့တဲ့တရား။နောက်60တိတ်အတွက်စဉ်းစားတယ်တဲ့။ အဲ့ဒါမှမှန်ပါတယ်။နိုင်ငံရေးလှုပ်ရှားတဲ့သူတွေကရွေးကောက်ပွဲကြီးတဲ့ခါကျတော့မှမဲလို့ကျင်တဲ့မဲလို့ကျင်တဲ့ခါကျတော့မှပြည်သူတွေကတက်လာလှည့်ပြီးဒီဘုံပြုတ်ပြုတ်ပြုတ်ပြကြတာပါ။ တကယ်နိုင်ငံရဲ့အရေးလုပ်ခဲ့ဆိုတာဟာဒီဇိုင်းတော့မှလောပါပါဘူး။ကျမတို့အတွက်ကျတော့အနှစ်30နီးပါးဒီမိုကရေစီအတွက်ဒီဇိုင်းတော့မှလုပ်ခဲ့တယ်ဆိုတာပြည်သူတွေရဲ့အသက်ဆေးမှုကိုကျမတို့ခံရပါလိမ့်မယ်။ဘယ်တော့မှဒီမိုကရေစီလမ်းမနေပြီးတော့ကျမတို့မတူညီကြပါဘူး။ဒီနှစ်30အတွင်းမှာအဖွဲ့ချုပ်ကမျိုးမျိုးဒုက္ခတွေသိခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီမှာရဲ့အချိန်တစ်ခါလုံးအောင်ဆိုလို့ရှိရင် အင်ပြာမဆိုးရတဲ့ကာလကိုတော်ဖြစ်ခဲ့ရပါတယ်။အဲ့ဒီကာလတုန်းကဆင်အဖွဲကြောင့်ပါဝင်ပြီးတော့အလုံးလုံးချုပ်တဲ့ထောင်ကျနိုင်တဲ့အခြေအနေပါ။ကျတော့အမေလေးတိုင်းလေးတိုင်းလေးရပါလား။ညတော့ကဘယ်သူ့ဖတ်သားသူဖတ်သွားတယ်လဲဆိုတာမေးရတဲ့အခြေအနေကိုတော့မှကျတော့ဖြတ်ကျော်ခဲ့ရတယ်။ဒါပေမဲ့ကျမတို့ဟာဒီမိုကရေစီဟာပြည်သူလူထုကောင်းကျိုးအတွက်လိုအပ်စွာကြောင့်မလို့အသွေးမထင်နဲ့ဖြတ်ပြီးတော့ ဒီလောင်းကိုရှောက်ခဲ့တာပြည်သူရဲ့ထောက်ခံမှုနဲ့ကျမတို့ဒီလောင်းအထိရှင်းတန်းနိုင်တာပါဒီတော့ဆက်ပြီးတော့ပြည်သူရဲ့အကျိုးကိုထောက်ဆောင်နိုင်ဖို့အခွင့်အရေးကိုကျမတို့ကိုရေးကောက်ပေးရတဲ့အသင့်ပေးကြပါလို့ကျမတို့အနေနဲ့မေတ္တာရပ်ခံကြပါလေပြည်သူရဲ့အခွင့်အရေးတောင်းဝင်ကိုကျမတို့ယူမှာမဟုတ်ပါဘူး ပြည်သူများပလူသားတဲ့အခါကျရင်ဒီမတို့ဟာစိတ်ခါရှိရှိနဲ့နောက်ဆုံးပြေးတဲ့သူတွေပါအတင်းကပ်ဖက်ပြီးတော့အာနာကိုဒီကိုယူထားမှာမဟုတ်ပါဘူးဆရာလေဒီမတို့အာမခံပါလေပြည်သူပြည်သူတွေကအာနာယူထားတယ်ဆိုတာဟာအင်မတန်မှစိတ်ခါမဲ့တဲ့လုံရဖြစ်ပါတယ်ပြည်သူရဲ့ခြေပြုံးမှုနဲ့ပဲဒီမတို့လုံးပိုင်ခွင့်နေလိုချင်တယ် ပြည်သူရဲ့ကျင်းယူမှုမရှိလို့ရှိလို့ရှိရင်တာဝန်တွေကိုဆက်ပြီးတော့ထမ်းဆောင်နိုင်မှာလည်းမဟုတ်ပါဘူးဆိုတော့ကျမတို့လက်ခံပါတယ်တရားပွဲကြည့်ရင်လည်းကျမတို့ဟာရည်စပ်ဖို့လိုတယ်တဦးကိုတဦးနားလည်မှုရှိဖို့လိုပါတယ်ဒီလိုနားလည်မှုရှိဖို့အတွက်ကျမတို့ပြည်သူတွေနဲ့တွဲဆုံတဲ့အခါမှာမိမိတွေကိုသိခေါ်ရဖြစ်ပါတယ် ဲ့ဒီလိုဒိဋ္ဌိနဲ့သိခေါ်ရစွာပြည်သူတွေသိကျင်တာကိုလည်းကျမတို့ရှင်းပြနိုင်ဖို့နဲ့ကျမတို့ကိုပြည်သူတွေပြောတဲ့စကားတွေလည်းကြားနိုင်အောင်လို့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်မလို့မိကိုမိခင်တဲ့ပုဂ္ဂိုလ်များရှိလို့ရှိလို့ရှင်လက်ထောင်ပြီးတော့အရှိကိုတက်ခဲ့ပါကျမတို့အချင်းရှိသရွေ့မိကိုများလက်ခံပါမယ်။